ဒီနေ့နဲ့လေဟိုဗာလဲအီရန်နိုင်ငံကမနေ့၃နာရီအချိန်မှလေအစ္စရေးကနေပြီးတော့အီရန်ကိုဟိုအီရန်ရဲ့နျူကလ িয়ার ဘေ့စ်ရှိတဲ့နေရာကိုဘုံတကျဲရမလားဘုံတကျဲဟာကြောင့်ဒါကတဲ့အဲ့ဒါဆိုလေအရင်သိချင်လို့ဆိုပြီးစာရီရှောက်ခံရင်းနေပေါ့နော်ကိုသိသိ ခဲ့တာလေးကိုမျှဝေရှင်တို့ဒီဗီဒီယိုရလိုက်တာဖြစ်ပါတယ်။အရေးကြီးရတော့ဒါလေးကဘာလုံးနဲ့ကဘာလုံးနဲ့ဆိုင်မျိုးအရေးကြီးနေတာ။ဆိုတော့ကိုယ့်နိုင်ငံမြန်မာနိုင်ငံပေါ့နော်။ကိုယ့်နိုင်ငံကလည်းဝေးတယ်ဆိုပေမဲ့လည်းကွာ effect ကတော့အများကြီးရှိမှာပဲသိရမလား။အဲသူတိမအနောက်တိုင်းမှာနေနေတဲ့ group ဆိုတော့ပို့ချတာပေါ့နော်ပို့ချတာပေါ့ဆိုတော့ဘာဘာလဲဖြစ်လာလဲလဲဆိုတော့ အဲ့လိုမျိုးအလဲဟိုဗလဲဟိုအခုဟာကျတော့တို့နှစ်ခုစတဲ့အတွက်ပေါ့နော်ဒီအစ္စရေးကနေပြီးအီရန်ကိုစပြီးတော့ဘုံကျက်လိုက်တဲ့အတွက်ဒါကဟိုကဘာနဲ့ချီရဲစစ်ပွဲကြီးဖြစ်မယ်လို့တော့တို့ကမြော့ဗလဲပရီတစ်လုပ်တယ်ပြည်သူတွေဆိုတာခံမနေပေါ့နော်အဲပြီးလို့ရှိရင်ねအဲ့လိုမျိုးဗလဲအစ္စရေးနဲ့ history နဲ့အီရန်မှာအစကတည်းက secret secret mission တွေနဲ့လို့ cyber attack နဲ့သူကသူကတို့လိုမျိုးရှိပြီးသားပေါ်မှာဒါမျိုးကြီးကွာဟိုဘယ်လဲဘုံကြီးပါအထကျဲဒီ possible အဲ့လေ open စစ်မြေပြင်ကြီး open ဖြစ်သွားတဲ့ပုံစံမျိုးဆိုတော့ဒီဟာအရန်ကို serious ဖြစ်တဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲနောက်ပြီးတော့အဲ US ကလည်း US ကလည်း Middle East မှာ military base တွေရှိတယ်ဟိုစစ်တပ်စစ်တပ်တွေရှိတယ်ပေါ့နော်ဆို US ကလည်းလောလောဆယ်တော့ပါနေရပါတော့မဖြစ်ဖြစ်သွားပြီအဲ့အပြင်က US သမ္မတကလည်းသိရမလားအမျိုးနဲ့ကောက်နေဆိုလေအဲ့လို့ဆိုတော့ तू ကလေ तू ကစာရီးယား history နဲ့ ਆ သူတို့ကတော့ plan number တင်နေဆိုတော့ तू ပါမယ်ပြလို့ရှိရင် तू က US ကနေပြီးတော့ Israel မှာ စစ်တပ်ရှိတယ် military base ရှိတယ်ဒါပေမဲ့ဟိုလိုမျိုး Israel တိုင်းရရှိပါလို့အတိအကျမပြောထားပေမဲ့ US ကအတိအကျပြောထားမယ်ခတ်သေးသေးတစ်ခုရှိတယ်ဒါတို့က training တွေပါပြီးတော့ကိုတို့အဲ့လိုမျိုးထားထားတာ US နဲ့ Israel ရဲ့အဲ့ဒီဘယ်လိုမလဲသူတို့နှစ်ခုရဲ့ဘယ်လိုပြောမလဲလားဆက်ဆက်ဆက်တွေ့ဆက်တွေ့မလို့ပြောလားသူတို့နှစ်ခုရဲ့ဆက်ဆက်ရေးပေါ့နော်ဒါပေမဲ့ US ကအီရန်မှာလုံးဝမရှိဘူးဆိုတော့ definitely US က Israel ဘက်ကပောက်ကူပါမှာအဲ့ဒီအချိန်မှာဘာလဲဖြစ်လာပြီလဲဆိုတော့ အမလီဟဲအဲ့လိုဆိုတော့ US ကပဲဟိုလိုမျိုးသူတို့ရဲ့သူတို့သူတို့ခြားရတဲ့ database ကိုကာကွယ်ဖို့ပဲကာကွယ်ဖို့ပဲအဲစစ်တိုက်ရမလားဒါမို့သူတို့ base ရှိတဲ့နိုင်ငံကိုပဲ base ထားတဲ့နိုင်ငံကိုပဲကာကွယ်ဖို့ပဲသူကစစ်တိုက်ကူရမလား base ရှိတဲ့နိုင်ငံ history ပေါ်တော့အဲ့တစ်ချက်အဲနောက်ပြီးလို့ရှိရင်ဒီဗာလဲဟို Saudi နဲ့ UAE ကလည်း Iran နဲ့ကသူတို့က ဘယ်တော့မှမတည့်ဘူးသူတို့ကသူတို့ကအစကလေးရရင်ဟိုဗာလဲသူတို့ရဲ့နိုင်ငံရေးအဲဗာလဲဘာဘာပြောလဲဘာသာရေးဘာသာရေးနဲ့ပတ်သက်ပြီးသူတို့အစကလေးရရင်သူတို့ conflict အကြီးကြီးရှိနေတာအဲ့လိုပေါ့နော်အခုဆိုရင်အဲ့လိုဆိုတော့သူတို့သူတို့ဒီ UAE နဲ့ Saudi ကလည်းပေါင်းဝင်လာနေအတိုင်းလာလည်းအရင်များရေပေါ့နော်သူ proxy proxy war တွေဖြစ်လာနေတယ် proxy war ဆိုတော့ဗာလဲဆိုတော့ကွာဖြစ်နေတာက Iran နဲ့ ် SV နဲ့ဖြစ်တယ်ဒါပေမဲ့ Saudi နဲ့ UAE เนี่ยသူတို့နဲ့မဆိုင်ဘူးဒါပေမဲ့လည်းသူတို့ကဟာလေ support လုပ်ပြီးမှာသူတို့သူတို့အားပေးတဲ့နိုင်ငံဆိုလို့ဒါပေမဲ့သူတို့ကအဲ့ဒီဗာလဲအဲ U Israel Israel နဲ့သူတို့နဲ့အဆင်ပြေဆိုရင်သူတို့ Israel ကိုကူညီပြီးတော့ Iran ကိုတိုက်ပေးမယ်ဒါမှမဟုတ်ရင်လည်း Iran နဲ့အဆင်ပြေရဆိုလဲ Iran ကိုကူညီပြီးတော့ Israel ကို type ပြီးဖို့အတွက်ဤတော့ကို support လုပ်ပေးမယ်အဲ့လိုမျိုး proxy ဝါရေလာမှာပေါ့နော်တို့ကတို့စစ်ပွဲလည်းပြီးစစ်တို့နိုင်ငံလည်းမထိကိုက်ချင်ဘူးတို့နိုင်ငံအစ်စလမ်မထိကိုက်ချင်ဘူးနောက်ပြီးရှင်ဒီစစ်ပွဲလည်းတို့ကပါတယ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတဲ့ကဲခုပြောမှာကျတော့ကျမတို့ UK ကိစ္စကိုနေရ UK မှာဆိုတော့ UK ကဘာတွေထိခိုက်လာနိုင်လဲ UK ကအချက်၅ချက်နဲ့ထိခိုက်လာနိုင်တယ်၅ချက် ပထမဆုံးအနေနဲ့ကအဲဓာတ်စီတွေလောင်စာစီတွေကဈေးတအားတက်မယ်အမတရားတရားတက်ပြီးဝယ်ရလဲခံမယ်ဘာလို့လဲဆိုတော့အီရန်ကတကဘာလုံးရဲ့လောင်စာစီအတုံးအတုံးပြုဖို့အုပ်ကိုသူက20ရာခိုင်နှုန်းထောက်မှတ်ပေးနေအီရန်ကအဲ့ဒါအရင်အရေးကြီးတယ်နောက်တစ်ခုကကျတော့အဲ့လိုဆိုတော့အဲ့လိုဖြစ်တဲ့အတွက်တက်စီဈေးတက်ပြီဆိုလို့ရှိရင်ဟိုဗလဲကုန်စင်းလုံးတွေလည်းတက်တော့မယ်ကုန်စင်းလုံးတွေတက်ပြီလို့ရှိရင်ကုန်စင်းလုံးတွေတက်မယ်ပေါ့နော် ခါပြီးလို့ရှိရင် inflation နဲ့ money inflation ငွေကြေးဖောင်းပမှုတွေဖြစ်မယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ um cyber attack cyber attack နဲ့ terrorist attack ပေါ်တော့ဒါအတူတူပဲဟောထားလဲပေါ့တော့ cyber attack ဆိုတော့တိမလားဟို cyber attack လေးနားသိပါရဲ့ခုကြီးက terrorist attack ဆိုတာကျတော့ဒီဗာလဲ um အကြမ်းဖက်လောက်ရတဲ့ပေါ့နော်ဆိုတော့ဟောဗာလဲ aviation attack တွေရှိမယ် aviation attack ဆိုတာဒီ လေရင်နေတိုက်ခိုက်တာမျိုးတွေရှိလာမယ်ဒါပြလို့ရှိရင်လည်းမျိုးလူများတဲ့နေရာတွေကိုဟိုဘုံခွဲတာဘာလို့ညာတော့အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးတွေကယူအရင်ဒေးထားမယ်တော်တော်အသွားလာရှောင်းရယ်ပေါ့နော်အဲ့လိုမျိုးရှိဖြစ်နိုင်တယ်ပေါ့နော် အဲ့ဘာဝါတယ်ဟိုတနေ့ရတာကလေဗာပူးထဲမှာလေဗာပူးဟာဖန်နေကြားထဲမှာကာမောင်းသွားတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့ဒါကတော့ဘယ်လိုဖြစ်လို့ဖြစ်သွားလဲတော့ခုထိလေမပြောဆိုတော့မသိပါဘူးဒါပေမဲ့အဲ့လိုမျိုးတော့ terrorist attack အများကြီးဖြစ်နေနေတာရည်သတိထားရမယ်နောက်တစ်ခုကဗာလဲပြီးတော့ nike ကလည်းဒီဘာမှလည်းခေါ် nito ပေါ့နော် national member nike ပဲမဟုတ်ဘူး nito နဲ့ member ဖြစ်တဲ့အပြင်ကို US နဲ့ Israel နဲ့ဒီကိုသူတို့က UK ကအဲ့လိုမျိုး relationship ကောင်းကောင်းရှိတဲ့အတွက် UK ကစစ်ရေးအရာလဲ ကူပေးရနိုင်ခြင်းရှိတယ်တဲ့စစ်ရေးရကူပေးရနိုင်တယ်ဆိုလို့ရှိရင်ဟိုတိုင်းပြောတော့ Israel ကိုတကူပေးတဲ့အချိန်မှာ Iran ဘက်ကမကျေနပ်တဲ့လူတွေက UK ကို target ထားပြီးတိုက်ခိုက်နိုင်တယ်ဒါဆို Iran ဘက်ကမကျေနပ်တဲ့လူတွေကလည်း UK နိုင်ငံမှာရှိစီရှိနေမှာလीเนาะဒါဆိုအားလည်းဒီလူတွေကိုပြည်သူတွေကို target ထားပြီးတိုက်ခိုက်နိုင်တဲ့အခြေအနေရှိတယ် အမလေးဟေးနောက်တစ်ခုကမေဒယ်အစ်ကနေပြီးတော့အခုဖြစ်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 ပြီးဆိုတော့မေဒယ်အစ်ကနေပြီးပါလာမယ့်နိုင်ငံတွေအများကြီးပဲယာမန်တို့တခြားအများကြီးအများကြီးအများကြီးပဲရှိတဲ့နိုင်ငံတွေဘာရိန်းတို့နော်အဲ့လိုနေရာနိုင်ငံတွေမှာကနေပြီးတော့လာမယ့် asylum seeker တွေကို international international တွေတခြားနိုင်ငံတွေကနေပြီးတော့ pressure ပေးမှုကြောင့်မလို့ UK ရဲ့ asylum တွေအများကြီးလက်ခံလက်ခံ ကျင်ခံရမယ်ဆိုတဲ့တစ်ချက်လဲပါတယ်ဒါပေမဲ့ UK ကနည်းနည်းလေးကန်ကောင်းသွားတာ EU ကထွက်ခဲ့တဲ့အတွက် EU က pressure ပေးတာသူတို့ခံစားမလို့တော့ဘူးအရင်အများကြီးပေါ့နော်ဟန်ဆို you know ဆို EU ကအရင်လက်ခံရလက်ခံပေးရတယ်လေ EU က asylum အဲ့လိုမျိုး EU ကနေချင်းနဲ့တူလက်ခံပြောကြောက် Europe European country ပေါ့ European Union ပေါ့နော် UK ကထွက်လိုက်တယ်မလား UK ကကိုယ့်ကိုယ်တောင်ဖြစ်သွားပြီမလားဆိုတော့အဲ့ဒီဟာကို UK ကနည်းနည်းလေးတတ်သားသွားမယ်ထင်တာပဲဒါပေမဲ့ international international uh ဟို international ရဲ့ pressure နဲ့လက်ခံရအောင်လက်ခံရလိမ့်မယ် နောက်တစ်ခုပါအိုးဗာလေနမလာတခုကကျတော့ခုနအတိုင်းပဲဆန္ဒလေးပြမယ်အမြင်မြင်ပြူကြတော့လေ Israel ဘက်ကလူကလည်း Israel ဘက်ကမှန်ပါလေဆန္ဒပြမယ်ဟိုအီရန်ကလည်းအီရန်ပါလေဆိုမှန်ပါလေဆိုရောဆန္ဒပြမယ်ခုတတိယလောင်း Palestine Israel နဲ့ Palestine ဤဆန္ဒ Palestine တို့ဆန္ဒပြရတဲ့ဟာတွေက UK မှာ Manchester မလူနီယာမှာကနေ့တိုင်းရှိနေတာဘောလုံးပဲသွားလဲသူတို့မှာဆန္ဒပြနေရရှိတယ် ဘယ်သွားလဲဆန္ဒပြနေရှိတယ်မြို့လည်းသွားလဲအဲဒီပါလက်စတိုင်းလည်းဆန္ဒပြနေရှိတယ် Israel ကိုမကြိုက်လို့ဆိုတော့ဒါက UK က Israel ဘက်ကို support လုပ်မယ်ဆိုလို့ရှိရင်ဒီကိစ္စကြီးကပါလက်စတိုင်းကလူတွေကရော Iran ဘက်ကလူတွေကရောတခြားလူတွေကပါပေါင်းပြီးတော့ဆန္ဒဒီပြကြမယ်အခြေအနေရှိတယ်မပါလို့ကလည်းမရပါဘူးလို့ဆိုတော့ဒါကသူတို့အဖွဲ့အစည်းရဲ့လက်အောက်မှာနေနေရဲ့နေနေတဲ့နိုင်ငံတွေဆိုတော့အဖွဲ့အစည်းကလုပ်ဆိုလို့ရှိရင်တော့လည်းအနည်းနဲ့အများပါမှာပေါ့နော်နောက်တစ်ခုကကျတော့ UK ကနောက်တစ်ခုနည်းနည်းလေးပို့ပြီးတော့ကန်ကောင်းလာ UK ကလေကိုလေစစ်တပ်တွေကိုနိုင်ငံတကာမှာရှောက်မထားထားဘူး US လိုမျိုး UK မှာထားတဲ့ UK ကနဲ့ UK ကနေပြီးတော့တခြားနိုင်ငံတွေမှာစစ်တပ်ထားတာစစ်တပ်တွေထားတာဆိုလို့ရှစ်ခုပဲရှိတယ်ရှစ်နိုင်ငံပဲရှိတယ်ရှစ်နိုင်ငံဆိုတာလေဟိုလေ friendly ပေါ့နော် training ပေးတာတို့ပြီးတော့ရှင်တစ်ခုခုတစ်ခု national disaster ဆိုကူညီဖို့အတွက်ပေါ့နော်ဒါပေမဲ့တော့မုံတိုင်းဖြစ်လို့ရှင်ကူညီဖို့အတွက် ဒါဖြစ်လို့ဆိုလေကုညီဖို့အတွက်ကုညီဖို့လောက်ပဲ UK ကထားရတာဒါပေမဲ့ဒါပြင်မဲ့ UK က Bahrain ဆိုတဲ့နိုင်ငံမြို့လားအဲအဲ့အိမ်မှာ Bahrain မှာသူဘာလဲဆိုတော့ sorry နားမှာအဲ့ Bahrain မှာသူကရေးတက်ရှိတယ် UK ကအဲ့ဒီ Bahrain ကလည်းသူကအချက်ချာရေလန်းအချက်ချာမြင်တဲ့ East ကရေလန်းအချက်ချာကြတဲ့နေရာတစ်ခုဆိုတော့လေအဲ့ဒီနေရာကိုလူတွေတော်တော်သူက တော်တော်များမျက်စိကြရဲပေါ့နော်အဲ့နေရာဆိုတော့ UK ကအဲ့ဒီဘာရင်းကသူတို့နေသူတို့ရဲ့ရေတက်ကိုစုတ်ခွာမလားမြန်မြန်ဆက်ဆက်ဒါမှမဟုတ်ရှင်လဲအဲ့မှာနေပြီးတော့ပဲကူညီပေးမလားပေါ့နော်အဲ့ဒါမိစဉ်ကြည့်ပြီးတော့စောင့်ကြည့်ရမှာပဲရှင့်အဲ့ဆိုတော့ကျမတို့ရှင်ကျမတို့အာကျမတို့မအိတ်သက်ချွန်ကဲဘာလို့ကြောက်လဲစီဝဲရမလားဆံဝဲရမလားကံကောင်းလားလောင်စာစီဆိုလို့ဓာတ်စီဆိုလို့တော်တဲ့ကားကားဟိုပါလေအဲ့ဒါချက်ကလေးဖြစ်နေလို့တော့ အဲ့တော့မီးလာနေတဲ့ရွေးရတော့မီးလာနေတဲ့ရွေးရတော့ဟိုကားမောင်းဖို့တော့တော်တော်အားရှိနေမှာပဲတင်နော်ဆင်းရလိုက်လားလောစတော့စီဆက်တော့ဝယ်ရမယ်ဆန်ဆန်ဘာဆိုကိုရီးယားဆန်ထမင်းစားရဲ့လူစားမျိုးမလားဆိုတော့ထမင်းစားဆိုလဲဟိုကွာဂျက်စမင်ရိုက်စ်လောက်လေးပဲစားတတ်တာလေးဒီလားဆိုတော့အီပြောချက်တာဆိုတော့လေဆိုတော့ခုလောစတော့ဆန်တော့ဝယ်ထားမယ်လင်းကအိတ်ဝယ်ထားမယ်မသိဘူးကွယ်လင်းကအိတ်တော့ဖြစ်တယ်သူစိတ်ရှုပ်လာပြီတော့ ဖက်လေးရှုပ်လေးဖက်လေးရှုပ်လေးပဲကဲအဲ့ဒါပြောပြတာပါကျေးဇူးများတင်ပါတယ်ဝါသနာပိုင်းလဲကြည့်ပေးကြပါဝါသနာမပိုင်းလဲကြိုးစားကြပါကျမတော့အိတ်လာအောင်ပဲပြန်မလိုက်တာ